သစ်ဝါအနည်းချိန်များနဲ့သစ်ခေါင်းတဘာဝပေါင်းရရာချိုးလို့ကိုယူဆောင်ပြီးစိတ်ချုံမြီမှာရှင်းလင်းတတ်တဲ့စီကအမတရားရေကိုကြုံဘူးသူတိုင်း တိုက်ထုတ်မြေမှာအမတ်တရားရဲ့လူတိုင်းအတွက်ဖြစ်ပေါ်လာစေတဲ့ပဘာဝအခြေအနေလမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာအခုလောတောင်တက်လမ်းတစ်လျှောက်မှာစုဝေးပေါင်းရောက်နေတဲ့ဝရုံအလားတောင်တလေးထပင်သာစေဟုစေဘူးကျမ်းမာမှုသဘာဝပါဝင်တိမာတိယာချုံရွယ်ပိတ်ပေါင်းမှုကလည်းအချိန်ကြာဖြစ်လာခဲ့ပါလေ တဲ့ဝါနီးချိန်ပြားနဲ့တစ်ခေါက်တဘာဝပေါ်ရောချိုးလို့ကိုယူဆောင်ပြီးစေတနာမြစ်ကြောင်ဘီယူနာနဲ့စီလုံးညီညွတ်မှုရိုင်းပင်းကူညီမှုတို့ရှိနေတဲ့တဲ့ကြိုက်ချီယိုတောင်တလန်ကစိတ်ထားတစ်ခုကိုထည့်သွင်းပြီးတော့စစ်စရာဝါဆွေယုံမလေးတဲ့ပေါ်ဆောင်ထားတဲ့ကြိုက်ချူမီမှရှင်းလင်းတောင်တလန်စီကအမတရားတွေကိုကြုံဘူးသူတိုင်း ပွားရေးတစ်ခုဖြစ်တဲ့ဂျေလုတ်သားတို့ရဲ့အားရှာတော်ဘုံကိုပေါ်ကျူးထားတဲ့အမျိုးသားပစုံပဲဖြစ်ပါတယ်။ပေါ်သောမျိုးဟာသဘာဝတရားအလားကိုစိတ်သိမ်းထားတဲ့မျိုးငယ်တစ်မျိုးဖြစ်ပြီးသူမျိုး၌နေထိုင်သူမိမပြုံလေးတူတူကြီးယောသားမှုတန့်ရှင်မှုသဘာဝသာပါတော့ဟာမျိုးသားများရဲ့ဂုဏ်ယူမှုဖြစ်ပေါ်လွင်ထင်ရှားလျက်ရှိပါတယ်ခင်ဗျာ။ ယူသားမှုကျင်နာမှုနဲ့ဘုံသိက္ခာပြေဝမှုတို့ကြောင့်လူတိုင်းသိစားပွေရဖြစ်နေပါတော့တယ်ခင်ဗျာ။ဒါဖြင့်ပေါ်တော်ဒေတာရဲ့တွဲထွန်းဖြစ်စီဖြစ်သောပလေးယတနာကိုလည်းလေတံတွင်လှပစွာစင်နှံချပုံမှာစက်တည်မင်္ဂလာနဲ့ပြည့်စုံနေပါတော့တယ်ခင်ဗျာ။ ပေါ်လာခြင်းဖြစ်ပြီးယနေ့ခေတ်အလားပါတရားနဲ့လည်းသက်ဆိုင်မှုရှိတဲ့အတွက်ကော့တောင်မျိုးရဲ့လာပြိုပြူးလို့ချီးမွမ်းပေါ်ပေါ်ခြင်းပဲဖြစ်ပါတော့တယ်စစ်တွေကိုစားပြီးလာမယ်ဝတ်ဆင်ထားတဲ့အမျိုးသားဝတ်ဆောင်ကတော့အချိန်ကြာစီးလေးရဝတီတာစွာအင်ဂရီလို့မြည်ရပါတယ်ယောစစ်တွေလာများနဲ့အချင်းပြများကိုပိသစွာသိမြင်လာစေရည်ရွယ်ပြီးတော့ လေရဝတီအလာဒီကရီဓမ္မကြီးကဂုံယူစွာဖြင့်ဝိစင်ပြသနေခြင်းပဲဖြစ်ပါတယ်။သာစွာဌာနရခိုင်ပြည်ရှိဇေဒီပထိုးအားယိုသည်လီစားစွာဖြင့်လူကောင်းတမန်ပင်ဆောင်သောရခိုင်မျိုးသမီးလေးတို့၏တတော်ဟံပန်ကြီးညိုတံအလကောင်းကြောက်ဆောင်ကြောက်တံဘုံတိုင်းတိုင်းတို့၏တံပေါ်ကြမ်းကြမ်းခံနိုင်သောစစ်တွေကန့်ချီအလာတရားများကိုပေါ်လွင်စေမည်။ ေရဝတိဂရိဝိစတာရေတက်မြတ်တန်ဆွမ်းခြင်းများနဲ့အတူသူမရဲ့လောင်းပြေလေနတော်ရဲ့ရွက်တွေလောင်းစစ်တွေမျိုးအသားတို့ကိုစုစည်းပြီးအချိန်ပြားများကိုစုစည်းကောင်းကြီးရှုလူရဲ့တွေများအနေဖြင့်ထာဝရအပိုင်းတော်နေစဖို့အတွက်အမြင်စမ်းစီမဲ့ယနေ့ကိတ္တရန်တို့ဖြင့်တွေ့ပြီးခံစားရမယ့်သူကတော့အချိန်ပြားစီလေရဝတိသာသနာဂရိပဲဖြစ်ပါလေခင်ဗျာ